အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒေါက်တာမွန်မြတ်ထွန်းမှထွေထွေယောဂကုဆရာအတယောက်ပဲဖြစ်ပါတယ်အဲဒီနေ့ဗီဒီယိုလေးထဲမှာပြောပြပေးချင်တဲ့အကြောင်းအရာကတော့ဒီဟေးကိုယ်ဝန်အပိုက်ရေပေါ့နော်ဘယ်နှပတ်ရှိလဲဆိုတာကိုတွက်ချက်ပုံတွက်ချက်နေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးချင်လို့ပဲဖြစ်ပါတယ် အဲဆီမအိုလာပြီးတော့ဆွေးနွေးကြရတဲ့သူတွေထဲမှာဆိုရင်အဲသူစီစစ်တာနှစ်ချောင်းပေါ်သွားပြီးအာကိုုံရှိပြီဆိုတော့အခုကိုုံဘယ်နှပတ်ရှိပြီလဲဆိုပြီးတော့သိချင်လို့လာဆွေးနွေးကြရတဲ့သူတွေလည်းရှိရပေါ့နော်အဲဒါကြောင့်အာကိုပါသာကိုကိုုံအပတ်ရေဘလောက်ရှိလဲဆိုတာကိုတွက်ချက်လို့ရအောင်လို့ဟိုတွက်ချက်ပုံတွက်ချက်နည်းကို ပြောပြပေးခြင်းလို့ပဲအဲဒီဗီဒီယိုလေးကိုဖြိုရိုက်လိုက်ရခြင်းဖြစ်ပါတယ်အဲတော့ဟောတွက်ချက်ပုံတွက်ချက်နည်းသိချင်တယ်ဆိုရင်တော့အဆုံးထိဗီဒီယိုလေးကိုနှထောင်ကြည့်ပြီးဖို့ဟိုဖိတ်ခေါ်ချင်ပါရှင် ဆရာမတို့ပေါ့နော်ကိုအပတ်ရီတွက်တဲ့အခါမှာဆိုရင်ဒီရာသီနောက်ဆုံးလာတဲ့ရာသီရက်ကအရန်ကိုအရေးကြီးရယ်ပေါ့နော်ဒါကိုဒီ last menstrual period လို့ခေါ်တယ်အဲရက်နောက်ဆုံးရာသီလာတဲ့ရက်ပေါ့နော်ဒါပထမဆုံးစလာတဲ့ရက်ကိုယူပါတယ်အဲဥမာအဖြစ်ဆိုရင်အာဒါဆိုကလန်ဒါလေးနဲ့ဆရာမပြောပြမယ်ပေါ့နော် တော့အကယ်လို့ကိုကပေါ့နော်ဘယ်လဘယ်ရာသီကဘယ်နေ့မှလာထားလဲဆိုတာကိုဟိုမှတ်ထားရမယ်ကလေးယူဖို့စူးစမ်းနေတဲ့သူတွေအဲဆိုရင်ဒီကိုရဲ့ရာသီနောက်ဆုံးရက်ကိုတခြားလေးမှတ်ထားဖို့လိုတယ်အဲမိန်းကလေးတိုင်းဟိုကိုဘယ်နေ့ရာသီလာလေးရှိလဲဆိုတာကိုဒီ application နေနဲ့မှတ်တာဖြစ်ဖြစ်ကလန်နာမှာမှတ်တာဖြစ်ဖြစ်တခုဟဲ့ notes ထဲမှာမှတ်တာဖြစ်ဖြစ်တခုခုပေါ့နော်အော်မှတ်ထားတဲ့ဒါမှပဲအဲတွက်ချက်ရတာလဲစင်တိုချာအမျိုးသမီးအဲယောဂပြည့်တနာတွေအတွက်လဲအဲဒီရ သည်လာတဲ့ရက်ကရေးကြည့်ရပေါ့နော်ကြည့်ရတာပေါ့နော်အဲ့တော့ကဲလို့ကိုကစစ်စစ်လိုက်လို့နှစ်ချောင်းပေါ်သွားပြီဟေးအာရာသီကထိန်ဒီလာမဲ့ရက်ကိုလည်းမလာနိုင်ဘူးပေါ့နော်ဒါဆိုရင်ကိုရှေ့လာဘယ်ဘယ်တော့ရာသီလာထားလဲပေါ့နော်အဲ့ဒါကိုပြန်ပြီးကြည့်ရတယ်ပေါ့နော်အဲ့အခုဥမာဆိုပါဆိုပေါ့နော်အခုကတော့6လပိုင်းဆိုတော့ဒီ7လပိုင်းလေး ਨੇ အဲတွက်ကြည့်ကြမယ်ပေါ့နော်အဲ7လပိုင်းမှာအဲရက်တရက် ယူလိုက်မယ်ဆို73ရက်ပဲထားပေါ့နော်73ရက်ကိုဟိုအာဒါစလာတဲ့ရက်ပေါ့နော်အဲကိုကရာဒီစလာအဲဒီဒီ3ရက်လောက်လာတယ်ဒါမှမဟုတ်4ရက်လာတယ်ဒီလိုရက်တွေမှာလာဆိုရင်ဒီရက်ကိုအတီစယူရတယ်ပေါ့နော်အဲ့တော့ဒီကနေစပြီးတော့အခုရက်အထိကိုကိုကတွက်ရတယ်ပေါ့နော်အဲ့တော့73ဆိုရင်ဒီမှာဆိုရင်20ပေါ့နော်ဆိုဒါဆိုတစ်ပတ် အဲ့ဒါ29ဆိုရင်နှစ်ပတ်ဒီလိုမျိုးသွားတယ်။အဲဒါဗုဒ္ဓဟူးနဲ့ပဲကြည့်လို့နော်။ဗုဒ္ဓဟူးအဲ3ဒါဆို3ရက်နဲ့ဆို3ပတ်ဖြစ်သွားမယ်။ပြီးလို့ရှင်ဒါ4ပတ်မှဆိုရင်5ပတ်ဖြစ်မယ်နော်။အဲ့တော့အခုဒီနေ့က20နဲ့အဲ2ရက်ဖြစ်တဲ့အတွက်23ရက်ဖြစ်တဲ့အတွက်ကြောင့်ဟောအဲ24ဆိုရင်ဒါ6ပတ်ပေါ့6ပတ်5ပတ်နဲ့အဲ6ရက်ဖြစ်သွားမယ်ပေါ့နော်ဒီမနက်ဖြန်ဆိုရင်ဒါ6ပတ်ပေါ့အဲစသဖြင့်တွက်လေးရှိပါတယ် ဲ့တော့ကိုကဟိုဒီတောက်ကျွေတဲ့ရက်ကတော့ဟိုပြောရမယ်ဆိုရင်အဲဒီဆက်ဟိုမှန်းခတ်တဲ့ပေါ့နော်ဘယ်ကာလမှာဟာတောက်ကျွေလဲဆိုတာမသိတဲ့အတွက်အရင်တတိကျကျတွက်လို့ရမယ်ဒီရာသီလာတဲ့ရက်ကတိတာထင်ရှားလို့တကြောင်မလို့ဒီရက်ကိုပဲကြည့်ပြီးတော့ဟောယူပါတယ်ဒါကြောင့်မလို့ဟိုကိုတောက်ကျွေတာတော့ဒီအလယ်29ဒါမှမဟုတ်ဒီပတ်ချလဲမှာဖြစ်လောက်မယ် အဲအဲဒါပေမဲ့အဲကိုဟိုတကယ်တွက်မယ်ဆိုရင်တော့ဒီကနေပဲစတွက်တာမလို့ဟိုဟိုငါဒါဆိုရင်6ပတ်5ပတ်နဲ့ခြာရရရှိပြီဒီလိုမျိုးတွက်လို့ရှိပါတယ်ဒါအဲ့လိုမျိုးနဲ့ပဲခုရက်ထီကိုဒီလိုမျိုးတွက်သွားတာဟာဖြစ်ပါတယ်အဲ့တော့ရှင်းအောင်ပြောရမယ်ဆိုရင်အဲကိုရဲ့ကိုအပတ်ရည်ကိုသိချင်ရင်နောက်ဆုံးရာသီလာတဲ့ရက်ကနေဒီနေ့ရက်ထီရက်ဘယ်နှရက်ရှိလဲအဲ့ဒါကိုတွက်လိုက်တာကဟာ တကိုရဲ့ကိုယ်ဝအပတ်ရည်လို့ပြောလို့ရပါတယ်ချွင်းချက်အနေနဲ့ဆိုရင်တော့ဒီနီလန်းကပုံမှန်ရာသီမှန်တဲ့သူတွေအတွက်ပဲတုံလို့ရတယ်ပေါ့နော်အကယ်လို့ကိုကဟိုရာသီလာတဲ့ရက်ကမမှန်ဘူးအာဒီဟိုရှေ့ဒီလိုလာစင်မဟုတ်ပဲနဲ့ရှေ့လာတွေကမလာဘူးနှိုင်းလာသုံးလာချားပြီးတော့မှလာတာမျိုးတွေဒီလိုမျိုးဆိုရင်တော့အော် ဟိုတွက်ချက်ရာမှာအမာရွှင်ရှိနိုင်ပါတယ်အဲအဲ့လိုမျိုးအခြေအနေမျိုးယာတိမမှန်တက်တဲ့သူတွေပုံမှန်မဟုတ်ပေါ့နော်ဟိုတစ်လတစ်ခါနှစ်လတစ်ခါ အစားသဖြင့်လုံးဝပုံမှန်မဟုတ်ပဲနဲ့လာခြင်းတလို့လာတဲ့ irregular cycle ရှိတဲ့သူတွေမှာဆိုရင်တော့အော်ဒီရက်နဲ့တွက်လို့မရပါဘူးဒီလိုရာသီမမှန်တဲ့လူတွေမှာဆိုရင်တော့ဒီလိုမျိုးဟိုကိုယ်ဝင်ရှိရင်အစောဆုံး ultrasound အောင်ဆော့ဆော့စီရိုက်ခြင်းဖြင့်ကိုယ့်ရဲ့ကိုယ်ကိုပတ်ရည်ဘလောက်ရှိလဲဆိုတာကိုသိနိုင်ပါလေဟုတ်ကဲ့အခုလောက်ဆိုရင်တော့ဒါဆိုကိုဟိုဝင်အပတ်ရည်တွက်ပုံတွက်နည်းနဲ့ပတ်သက်ပြီးတော့ဟောရှင်းပြပေးသွားတာဖြစ်လို့အားလုံးမဲနားလေသဘောပေါက်ကြမယ်လို့မျှော်လင့်ပါတယ်အဲတခြားသိချင်တဲ့အကြောင်းလေးရှိရင်လည်းအဲ comment မှာမြန်မြန်ထားနိုင်ပါ ါတယ်ကြည့်ရှုပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးများတင်ရှိပါရှင်